ဒီနေ့သင်ခန်းစာကိုသင်ပြီးရင်တော့ဘာဝမ်းနဲ့ပတ်သက်ပြီးတော့သူများတို့တောင်မှပြန်ရှင်းပြတတ်တဲ့နေထားကိုရောက်ပါပြီ။ဒေချာတော့လေ့လာထားဖို့တော့လိုပါတယ်။ဒီနေ့ထိလေ့လာနေရလူဆိုလို့ရှိရင်လည်းကျွန်တော်တို့မသိရမင်းတွေမှတ်မယ်။အသေးအသေးတော့ concept တွေကိုမှတ်သားမယ်စောင်းနေရေးချပြီးမှတ်သားပါမယ်။ကဲမြန်မြန်လေးပြန်ပြီးတော့မနေ့ကပြောခဲ့တဲ့ဟာလေးတွေတနေ့ကပြောခဲ့တဲ့ဟာလေးကို record ပြန်လုပ်မယ်။ဘဝမ်းတတိရှိတယ်၊တလုံးနဲ့ရေးရတယ်။တခုခင်းဆိုရင်ဘဝမ်းမှာ SES ထည့်ရမယ်လို့ပြောခဲ့တယ်။အများကြီး SES ထည့်စရာမလိုဘူးလို့ပြောခဲ့တယ်။ဒါလို့ရှိရင် အဲသူကဘာအတွက်သုံးလဲဆိုရင် present simple လို့ tense လို့ခေါ်တဲ့အတွက်ကြောင့်သူကပုံမှန်ကိစ္စတွေပဲသုံးလို့ရတယ်အခုလုံနေတာတို့အတိတ်ကလုံတာတို့အဲ့ဒါသုံးလို့မရပုံမှန်လုံရိုးလုံစင်ဟာတွေအလေးအကျင့်တွေနောက်အမှန်တရားတွေသုံးလို့ရတယ်ပြောခဲ့တယ် i နဲ့ ud first person နဲ့ second person ဖြစ်လို့ဘာမှ ses မထည့်ဘူးပဲပြောခဲ့တယ်နောက်ခါကျတော့ negative ပုံစံဒါကရိုးရိုးပုံစံ affirmative လို့ခေါ်တယ် negative ဆိုတာမဟုတ်ဘူးမရှိဘူးမသွားဘူးမလာဘူးမစားဘူးဆိုတော့ညင်းတာဘာလို့လဲဆိုရင် not လို့တယ် ်ဘဝန်းဒီအစတည်းကအကူမရှိဘူးတစ်လုံးနဲ့ရေးတဲ့ဖြစ်တဲ့ကြောင့်နော့လာတဲ့ခါမှာနော့ကိုကြိုးဆိုမဲ့အကူမရှိဘူးအဲ့ဒါဆိုရင်ဘာကိုခေါ်လဲဆိုရင် do နဲ့ does ကိုခေါ်တဲ့တစ်ခုခင်းအတွက်ဆိုရင် does အများဆို do နော့နဲ့ bullet တော့ don't နဲ့ doesn't နဲ့ဖြစ်သွားတယ်အများဆိုရင် don't တစ်ခုခင်းဆို doesn't လို့ပြောကြတယ် don't နဲ့ doesn't နဲ့လာလို့ရှိရင်ဘဝန်းကလည်း verb zero ဖြစ်သွားတယ်ပြောချင်တာ SES ပါတဲ့အကောင်ဆိုရင်တော့ SES ပြုတ်သွားမယ်လို့မနေ့ကပြောခဲ့တယ်နေဟာကိုကြည့်ပြီးမှဒါလေးပြန်ဆက်ဆက်ပြန်လေ့လာခဲ့။ဟုတ်ပြီ။အဲ့တတိယမြောက်ပုံစံ။ဒါက affirmative negative တတိယပြောက်ပါဆိုပါလဲဆိုရင် yes or no question ဘာမှလို့ဆိုရင်လားမေးခွန်းလို့ခေါ်တယ်။သွားလားစားလားလှုပ်လားအဲ့လိုလားလေးနဲ့စုံတဲ့မေးခွန်းလေးကိုဘာနဲ့လုပ်မလဲ။ဘဝနဲ့လုပ်မယ်ဆိုလို့ရှိရင်ရှေ့ကိုထွက်ရတယ်။မေးခွန်းလုပ်မယ်ဆိုရင်အခုကိုရှေ့ထွက်ရတယ်။ဒါသူ့ရဲ့ပုံသေးနည်းပဲနော်။အဲ့ဒီပုံသေးနည်းကိုမှတ်ထားဖို့လိုတယ်။အငင်းလုပ်မယ်ဆိုရင်တော့လာမယ်။မေးခွန်းလုပ်မယ်ဆိုအခုကိုရှေ့ထွက်ရမယ်။ကဲခုနကလိုပဲ။ဘဝကအစတည်းတလုံးနဲ့နေတယ်ရှေ့ထွက်စရာအခုမှမရှိပဲ ဒါဆိုရင်အဲ့လိုပဲဘာလုပ်ရမလဲ do not just ကိုခေါ်ရမှာပေါ့အများဆိုရင် do ကိုရှင်းထုတ်လိုက်မယ်တခုလေးဆိုရင် just ကိုရှင်းထုတ်လိုက်မယ်ပြီးရင်ဘာလာမလဲဆိုရင် subject လာမယ်ဆိုပါစို့ပြီးရင်ဘာလာမလဲဆိုရင် verb do that ထွက်သွားပြီဆိုရင် verb 1ကထုံးစံအတိုင်းပဲရှေ့မှာ do that ရှိနေရင် don't ရှိရှိ doesn't ရှိရှိ do ရှိရှိ that ရှိအဲ့လိုတစ်လုံးအကူဝင်လာပြီဆိုရင်သူဒီ verb 0ပြန်ပြောင်းသွားမယ်အဲ့ဆိုအလိုလိုနေနဲ့လာမယ်ခုတစ်ခုရတယ်နမူနာပြန်ပြောမယ် i sleep sorry i sleep ရယူလာပြီ he sleep ပေါ့သူ8 D ဒါ affirmative ပုံစံ ကဲ negative ပုံစံဆိုရင် he not sleep လို့သွားလို့လို့မရအောင်နော် not ဝင်မဲ့ဆိုအကူရှိရမယ်တခုကိန်းဆိုရင် doesn't ဆိုတော့ he doesn't sleep ပါဒါဆိုရင်သူမအိပ်ဘူးဒီမှာ s ကြံခဲ့တာမဟုတ်ဘူးနော် don't နဲ့ doesn't နဲ့လာလို့ but 0ပြုတ်သွားတာအစားဘဝမှာတခုကိန်းဆိုတော့ s ထည့်တယ် doesn't လာတော့ s ပြုတ်သွားတယ်နောက်တစ်ခုလာမေကိုလာပြီသူအိတ်လာလာဆိုပဲတပြိုင်တည်းထဲ do does ကိုစပြီးတော့လာမှတ်လိုက်တော့စပြည့်နဲ့စလို့မရတော့ဘာနဲ့စမလဲ do does နဲ့စမယ် ဒီဒီတစ်ခုကိန်းဆိုတော့ဘာနဲ့စမလဲ dust နဲ့စမယ်ဒီကအသေးနဲ့ပြန်ရေးရမယ် dust ဟိနောက်က level 0ပဲဆိုတော့ sleep dust ဟိ sleep သူအိတ်လာနောက်ဆုံး pattern 4 wh question လို့ခေါ်တယ်ဘာမှလို့ဆိုရင်လဲမေးခွန်းလို့ခေါ်တယ်လာမေးခွန်းဒီ yes or no question အဲ့မေးခွန်းမေးလိုက် just no နဲ့လေးဖြေလို့ရတယ် that he sleep သူအိတ်လာဆိုရင်အဲ့ရင် yes ပေါ့မအိမ် no ပေါ့ systematically စနစ်တကျဖြေမယ်ဆိုရင်တော့ dust နဲ့မေး yeah he does ပေါ့ မအင် no he doesn't လို့ဖြေရတာ yes နဲ့ no နဲ့ဖြေရမှာမဟုတ်လို့လာမေးခွန်းလို့ခေါ်တယ် yes or no question လို့ခေါ်တယ် do that တက်စားတယ် w question ကလည်းဘာမှမခတ်ဘူးအဲ့ဒီလာမေးခွန်းရဲ့အရှိမအဲ့ w h ထည့်လိုက်လို့ရှိရင်လဲမေးခွန်းဖြစ်သွားပြောချင်တာ w h နဲ့စမယ် do that လာမယ် subject လာမယ် value လာမယ်ဆိုရင်လဲမေးခွန်းဖြစ်သွားခုနက that he sleep ဆိုပြီးလာပြီနော်ဒါပြီနော်ဒီမေးခွန်းကလည်းရှေ့ရ date လာ7မှာလာမသိဘူးတော့ in target ပူပြီးပြီမေးခွန်းတစ်လုံးစီအထိပ်ပဲလေးတော့တက်ထားပြီအဲ့ဒီလုံးလေးကိုဒီရှေ့ထည့်လိုက်တယ်ဒါပြိုင်နဲ့ထဲလဲမေးခွန်းဖြစ်သွားတယ် ဘနက dead his lee ဆိုတဲ့လာမေကုန်းကိုအရင်လောက်ထားလောက်ပြီးဘယ်ချိန်အိတ်လဲ one ထည့်လိုက် one does his lee သူဘယ်ချိန်အိတ်လဲဘသူနှစ်အိတ်တာလဲ who does his lee နောက်ဆုံးမှာ with ထည့်လိုက်အဲ with ကနှစ်ဟိုဒါလည်း preposition အခါမှာ day 3မှာသင်ခဲ့ပြီးပြီဆိုတော့ who does his lee with day 4မှာသင်တာ sorry เนาะသူဘလို့နှစ်အိတ်တယ်လဲနောက် where ဆိုလို့ရှိရင်လဲ where ထည့်လိုက် does his lee where does his lee သူဘယ်နေရာမှာအိတ်တယ်လဲ how ထည့်လိုက်ရင်လဲ how does his lee သူဘလို့အိတ်တယ်လဲ ် why ဆိုရင်လဲ why does he sleep သူဘာကြောင့်အိတ်တယ်လဲအဲ့လိုမျိုး wh question လေးကိုဒီဒုတက်ရှေ့ထုတ်လိုက်ပြီဆိုတာလည်းလာမေကောနဲ့လဲမေကောဖြစ်သွားပြီအဲ့တော့ဘဝံသုံးမယ်ဆိုရင်လေးမျိုးရှိတယ် yo yo affirmative ရှိတယ် negative မဟုတ်ဘူးဆိုတာရှိတယ်ဟုတ်လားမဟုတ်ဘူးလားဆိုရင်လာမေကောရှိမယ်ပြန်ဘလို့လဲဘယ်အချိန်နဲ့ဘသူနဲ့လဲเนาะဘယ်နဲ့ချိန်လဲဘာကြောင့်လဲဆိုပဲလဲမျိုးကိုရှိမယ်အဲ့လေးမျိုးနားလဲရင်ဘဝနဲ့ပတ်သက်ပြီးတော့ပြီးပြီပဲအဲ့တော့ဟောဒီမှာအင်စာလေးရှိတယ်အဲ့လိုအရင်ဖြည့်ကြည့်မယ်ခလာလေးချက်ပြီးဖြည့်ကြည့်မယ်ပြီးကျွန်တော်တို့အဖြည့်တိုက်မယ် နံပါတ်၁နေဒီအရှိရမှာထွက်သည် subject နဲ့ပဲစမယ် subject ကထွက်တဲ့နေဆိုတာ subject နေဒီနေရှိမှာတဲထည့်ရတယ်ဘာကြောင့်ဆိုတော့တမျိုးတည်းသာတစ်ခုတည်းသာရှိသောအရာတွေရှိမှာနေဆိုတာအများကြီးမရှိဘူးနော်ဟိုတိတ်ပန်နေရဆိုတော့နေရတခြားကျယ်တွေလည်းနေလို့ခေါ်ရတော့ဒါပေမဲ့ကျွန်တော်တို့ကျွန်တော်တို့ကြွားနေနှမ်းမြင်ရတဲ့နေရတော့တစ်လုံးနဲ့ပဲဆိုတော့ desan ဟိုဘယ်လိုပြောလဲဆိုရင်ဘယ်လိုခေါ်မလဲဆိုရင် unique ပေါ့နော် unique noun လို့ခေါ်ရတယ်။လုံးဝတူနိုင်မရတဲ့ noun တွေကျယ်လိုမျိုးအများကြီးရှိရမှာမဟုတ်ဘူးအဲ့လို noun တွေရှိမှာတည်ထည့်ရတယ် the sense subject ဘင်းဒီပုံစံရှိထွက်သေးဆိုရိုးရိုးပုံစံ affirmative ပုံစံပဲဒါဆိုဘဘလောက်ရေးမှာဆိုဘောင်းဝောင်းရေးမယ် r i s e rise come out လို့ရေးလိုက်ရတယ်နေရဘလောက်ပဲဆရာကြီးပဲဖြစ်ဖြစ်တခုခိန်းတခုခိန်းစင်ပါထည့်ရမှာပဲလေ answer ရမယ် the sun rises အရှိအကျမှာဆိုတာက in the east east လို့ခေါ်တယ်နော်ဒါအရှိအကျ east အရှိအကျလို့ခိုင်းတက်တာအဲ့တော့တွဲပြီးကြက်လို့ရမင်းကြီးကလည်းစုအောင်ပါဦးကျွန်တော်တို့ west အနောက်ရက် SOUTH South တောင်ရက်နောက် NORTH North မြောက်ရက်ဒီခါလေးရှိပြီကြက်လိုက်နော်ကဲနောက်တစ်ခု သူမကြီးအမေကအမြဲလိုလိုဈေးမှာငားဝယ်တယ် subject ကသူမဝယ်တာမဟုတ်ဘူးနော်သူမရှိလို့သွားရင်မှားမယ်သူမကြီးအမေတကယ်တကယ်ဝယ်တာသူမမဟုတ်ရသူမကြီးအမေအဲ့အတွဲလိုက်ဒီ subject subject ကတစ်လုံးနဲ့မဟုတ်ဘူးသူမလုံးနဲ့မဟုတ်ဘူးသူမကြီးအမေသူမကြီးဆိုတာကဒေသူမှာပြောထားပြီးသားသူမကြီးဒီ possessive adjective သူမကြီးဆိုတာဟာအမေဆိုတာမာတာဟာမာတာ subject ပြီးရင် verb ကိုသွားမယ်ဝယ်တယ်ဆိုရင်ဟာကိုသွားမယ် ။အဲဒါလည်းဆိုတော့ subject verb object ကိုပြီးမှနေရအောင်ပြီးမှအချိန်ကိုနော်။အဲဒါပေမဲ့တခုရှိတာကဟိုတနေ့ကပြောခဲ့တယ် frequency ပါရင်ဒီရှိ verb ကရှိနေမှာကြားပြတ်ထည့်ရမယ် frequency ပါလာတယ်။အဲ့ဒါဘာလဲဆိုရင်အမြဲလို့လို့အမြဲလို့လို့မသိရင် day 11ဟောမှာတွားပြီးတော့ကြက်လိုက်အမြဲလို့လို့သိကြရင် day 11တော့ပြီးကြက်လိုက် usually us ua ly usually ဆိုတာအမြဲလို့လို့များတော့အဖြစ်လို့ဒီပဲထွက်တယ်။ကြက် frequency ထက်ပြီးမှဘာလာခွင့်ရှိမှာဆို verb လာမယ်။ where are you by by ဟာမားသားနဲ့ပြန်ချ subject နဲ့ပြန်ကြည့်တယောက်ထဲလာ s တယ်ပြီးအဝယ်ခါတဲ့ object လာမယ်ဈေးမလာသေးဘူးနော်ငားရင်လာမယ် fish ဒီမှာတော့မကန်တော့ဘူးနော်ဈေးမှာဆိုရင် at the market အခုသူကကျွန်တော်ကိုအင်္ဂလိပ်စာသင်ပေးတယ်သင်တဲ့သူကသူဆိုတော့ he frequency ပါလာအများတန်းလိုလိုတော့တခါတည်းရတော့မပါဘူးအဲဆို subject ပြင်ဘက်ပဲရှာနောက်ဆုံးအသွာသင်ပေးရဲဆိုတာ teach t e a c h teach လို့ခေါ်တယ်သင်ပေးရင် teach သင်ယူရင် learn LEAR လမ်းစာသင်ယူတာ teach ကသင်ပေးတာအဲဒါပေမဲ့ healthy တခု game ဖြစ်တဲ့တောင် teach မှာပါထည့်ရမယ်ဆိုရင် ES ထည့်ရတယ် supply တိုက်တာမဟုတ်နော်ရှေ့မှာပြောခဲ့ပြီးသား S S H C H X ဒီလေးလုံးနဲ့ဆုံးလို့ရှိရင် ES ထည့်ရလို့ခြေရပြောထားပြီးသားအဲ့တော့ he teaches နောက်ခုကျန်တဲ့အင်္ဂလိပ်စာရေကျွန်ုပ်ကိုအသင်တယ်ကျန်တယ်အင်္ဂလိပ်စာဆိုအသင်ခံရတာကျွန်တော်ကလည်းအသင်ခံရတာခံရတာနှစ်ခုပြောချင်တာ object နှလုံးဆိုရင်အဲ့ဒါကတော့ day 9လောက်မှာပါတယ်ထင်တယ် object နဲ့လုံးဆိုဘာအရင်ရေးရလဲဆိုရင်လူ object ကိုအရင်ရေးလို့ကျွန်တော်ပြောထားတယ်အဲ့တော့ကျွန်တော် go ရေးရမယ်ကျွန်တော် go ဆိုတာကဘာ pronoun လဲမှတ်မိသေးလား day for လောက်မှာပါတယ် subject pronoun လား object pronoun လား go နဲ့ဆုံးနေဆိုတော့ object pronoun i ဆိုရင်မှားပြီ i ကကျွန်ုပ်ဒီ go ဆိုတော့ me he teacher me ပြီးမှ english object နဲ့လုံးလူရေးပြီးမှအရာဝတ္ထုနောက်မှာရေးတာမင်းမနက်ပိုင်းမှာမနက်စာစားလားရိုးရိုးမဟုတ်တော့ဘူးလားဖြစ်သွားပြီလားမေးခွန်းဆိုဘာနဲ့စားမလဲဆိုရင် ီ pattern 1 2 3တော့ကိုကြည့်မယ်ဒူးတန်းတဲ့စာမယ်မင်းမှာမင်းမင်းဆိုတာကဆယ်လို့ကြတ်ထားတော့တင်လို့ကြတ်ထားတယ် you ပေါ့ you ဒီ second person ဆိုတော့ဒူးနဲ့ပဲသုံးရမယ်နော်အများသုံးတဲ့ဒူးနဲ့ပဲသုံးမယ် just နဲ့တော့လို့မရဘူးအဲ့တော့ do you ဟုတ်ပြီလားစာလာဆိုတော့ do you ပြီးရင် eat eat အမှန်တော့ EATE ဆိုတာအဖက်တေတော့လည်းကျွန်တော်မနက်စာကြတော့လေဟို coffee လို့ပါဘူးလေဖြစ်နိုင်တယ်အဲ့ကြောင့်မနက်စာအများသောအဖြစ်အင်္ဂလိပ်က eat မသုံးဘဲနဲ့ဘာလဲသုံးလို့ရှိရဆိုရင် have နဲ့သုံးတယ်ဘာလို့ဆိုတော့ HAV hack ကစားတော့တယ်လို့အဓိပ္ပာယ်ထွက်တာဖြစ်ပြီးတော့ EATE ကတော့စားတယ်ဆိုတဲ့အဓိပ္ပာယ်ထွက်တာနားလဲပါရဲ့နော်အဲ့တော့ do you have ဒီနှစ်ခုကြံတယ်မနက်စာဒီ have ကစားတော့တယ်လို့အဓိပ္ပာယ်ထွက်တာနော်မနက်ပိုင်းမှာဘယ်ဟာအရင်ရေးမလဲခုနကပုံစံတည်းကြည့်လေ subject ပြီးပြီ do ကိုထုတ်ပြီးပြီဗျာပြီး subject လည်းပြီးပြီဗျာပြီးရင် verb 0လည်းပြီးသွားပြီဗျာ ဟုတ်ပြီဘာကြံလဲဆိုရင်မနက်စာနဲ့မနက်ပိုင်းမှာအဲ့ဒါဘာလဲဆိုတော့ခွဲချခံရရင် object ခံရတာမနက်စာဆိုမနက်စာရင်ရေးမယ်မနက်စာရင်ဘယ်လိုခေါ်လဲဆိုရင် breakfast လို့ခေါ်တယ် B R E K F A S T breakfast breakfast နဲ့တွဲပြီးကြက်ထားမှာက L U N C H lunch နေ့လေစာမသိရင်ကြက်ထားပါတော့အချို့ရေအတွက်တော့လွဲမယ်ညနေစာကကြတော့ D I N N E R dinner အဲ့ဒါညနေစာအဲ့တော့အဲ့အစာသုံးမျိုးမှတ်ထားအဲ့ဒါတွေကိုစရင် each နဲ့မစားဘဲနဲ့ half နဲ့စားမယ်ဘာကြောင့်လဲဆိုတော့မနက်စာကို အရေးပဲတောက်တာညနေစာနွားနဲ့တစ်ခွက်လောက်ပဲတောက်တာဒီဖြစ်နေတက်လို့အားကြောင့်အဖက်ဤကအဖက်တော့ပဲသုံးလို့ရတာဟုတ်ရတယ်အဲ့တော့ကျွန်တော်တို့ကစားတောက်တယ်ဆိုတာဟက်ကိုသုံးမယ်ပေါ့နော်ကဲတခုပဲကျွန်တော်လည်းမနက်ပိုင်းမှာအဲ့ဒါမနေ့ကပြောထားတယ်မနက်ပိုင်းမှာနေ့ခင်းပိုင်းမှာညနေပိုင်းမှာကို in the နဲ့ရေးရတယ် in the morning in the afternoon in the evening ညဘက်မှာကြတော့ at night လို့ရေးရတယ်အဲ့တော့မနက်ပိုင်းမှာဆိုတော့ in the morning m o r n i n g morning နားလည်မယ်နော်အဲ့တော့ ဒီလိုမျိုးဈာပြတ်ကြီးကိုအခုဒီဒေးသက်တင်းကိုဈာပြတ်ကြီးတွေ့ရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကဒီလိုမျိုးမလေ့လာသေးချင်းပါတော့ဒီကောင်ကနေအခြေခံအောင်ပြန်ပြီးတော့လေ့လာပါ basic lesson ဒီအခု30ပဲရှိမှဖြစ်တဲ့အတွက်ကြောင့်တလအချိန်ပြည့်ုံနဲ့အင်္ဂလိပ်စာအောက်သက်ကြီးသွားမှာပါအဲ့တော့ကြော်ပြီးတော့မကြည့်ပါနဲ့အပြင်းပြေပုံစံမျိုးမကြည့်ပါနဲ့စာအုပ်တုံးနဲ့ရေးလိုက်ပါစာအုပ်တအုပ်ဝယ်ပြီးတော့ဒီချာလေးမမှန်တာတာလေးလေ့လာမယ်ဆိုရင်ကျိန်းစီတိုးတက်မှာပါခဏတစ်ခုသူတို့ရန်ကုန်ကိုဘယ်လိုသွားလဲလဲမေကုန်လဲမေကုန်ဆိုရင်ဘာနဲ့စမလဲ WH ထဲရယူရတော့မယ် အဲ့မှာတိထားမှာက question wall တော့ကြက်ထားရမယ် question wall ကိုလည်းကျွန်တော်ကိုရှိရဲ့ရက်နေမှာပေးထားပြီးတော့ကြက်ခိုင်းပြီးသားအစင်လိုက်တက်လာတဲ့လူဆိုရင်ဒီဟာကိုကောင်းကောင်းနားလည်လိမ့်မယ် value ဆိုတာလို့ရှာမှာ value ဆိုတာက when who with where how how ဆိုတာ value မျိုးအဲ့တော့ကျွန်တော်ဗာစားလဲဆိုရင် how value how ပြီးရင်ဒီကောင်နဲ့ပုံစံလားပုံစံနဲ့အတူပဲဆိုတော့ do does ထုတ်မယ်ဆိုတော့ do la does လာထုတ်ဖို့ကြည့်လိုက်တော့ to do ဆိုတာအများဖြစ်တယ်အများဆိုရင် do ထုတ်ရမယ်လို့ပြောထားတယ်နော်တခုကိန်းဆိုရင် does ထုတ်မယ်အဲ့တော့အများဆိုရင်ရှာပါထုတ်လိုက်ဆိုရင် do ထုတ်လိုက်တယ် how do ဟုတ်ပြီအပြင်ပါလာမလဲဆိုရင် subject လာတူထို့ဆိုရယ်ဒေလာလို့ရပြီ on to the subject ပြင်ပါလာမလဲ verb 0လာရမယ် verb 0ဒီနောက်မှာရှိတယ်သွားစီဆိုတာ go how do they go ရန်ကုန် go ဒါပေမဲ့ရန်ကုန် go ဆိုတာဘာလို့ပြောတာအင်္ဂလိပ်လိုနားလည်ရမှာရန်ကုန်တို့လို့နားလည်ရမှာတို့ဆိုရင်သူကထူလို့ရအောင်ထူရန်ကုန်မြို့တရားနာမည်အများအားအကြီးနဲ့ရေးရမယ်ဝိုင်းအကြီးနဲ့ရေးရမယ်နော် in question method ဟောဒီမှာလဲ question mark ထည့်မယ်နော် make one question mark ထည့်ရမယ် how do they go to ရန်ကုန်တို့ရန်ကုန်ဘယ်လိုသွားလဲလဲမျိုးကိုဖြစ်သွားပြီဘယ်အချိန်သွားလဲဆိုရင်ဒီ how လေးကိုပြောင်းလိုက်ရမှာလေ what time do they go to ရန်ကုန်နော် now ဘယ်ဘယ်နေရာကိုသွားလဲဆိုရင်ကျတော့ရန်ကုန်ပြုတ်သွားမယ်ပေါ့ဗျာနေရာနောက်ကနေရာနှစ်ခုတော့ထည့်လို့မရဘူး where do they go သူတို့ဘယ်သွားလဲဘယ်လိုဖြစ်သွားလဲ question wall လေးချိန်ရုံနဲ့တည်းမေကွန်ပေါင်းမျိုးဆိုလို့လို့ရအဲကြောင့် question wall ကိုချက်ထား question wall တည်နေငံကြားသွားလို့ရပြီလို့ခုနေ့ကတော့ကျွန်တော်ပြောခဲ့တယ်ဒါတော့တေချာစားကြောင်းအပြည့်လေးလာတာပေါ့နော်နောက်ထပ် dance တွေနဲ့ထပ်လေးလာလို့ရှိရင်ပူပြီးကျွမ်းကျင်လာလိမ့်မယ်သူ့ကြောင်းသွားလာလာမေကွန်ဆိုရင်ခေါင်းထဲမှာဟို computer program လေးလို့ပေါ်လာမှာဘာနဲ့ပါလဲဆိုရင် do နဲ့ dance ဆိုတော့ကဲလာဆိုရင် do လို့သွားပြီးရှင်းရှင်းမေးနေတယ်ပေါ့နော်ကြည့်လိုက်အောင် subject ကြည့်ရ subject က to ဆိုတဲ့ he ဖြစ်နေတယ်တခုကိန်းဆိုရင်တော့ do မရဘူး dance ပဲ dance ပြီးရင် subject လာမယ် subject က he that's he ပြီးမိဘလာမယ် go that's he go သူသွားလာကြောင်းကြောင်းသွားလာဆိုရင်အဲ့မှာမြုပ်ထားတဲ့ဟာတွေရှိတယ်ကြောင်းတို့သွားလာပြောချင်တာ go နောက်မှာဆိုသူအမြဲတမ်းလိုက်နေသေးရှိတာဟုတ် that he go to school ပေါ့နော် school question မှာသူကြောင်းကိုသွားလာဟုတ်ပြီဘယ်ချိန်သူမဒီကိုလာလဲဟောလဲမင်းကိုဖြစ်သွားပြန်ပြီလဲမင်းကိုဆိုရင်ချက်ချင်းလိုက်ရှာမှာက question ဘောရင်ရှာမှာဘာမိရလဲဟဲ့ဘယ်ချိန်လဲဘယ်နေရာလဲဘယ်သူလဲအဲ့လိုဟာတွေလိုက်ရှာမှာဘယ်ချိန်ဆိုတဲ့ကျွန်တော်ဗာနဲ့စာမယ်ဆိုရင် one နဲ့ရေးလို့ရတယ် what time လဲရေးလို့ရတယ်ဘာကွာလဲဆိုတာကိုရှေ့ရ video မှာပြောထားတယ်ပြန်ပြောပြမယ် what time ကတိကျတဲ့ချိန်နိုင်ရေးတိကျအောင်ပြောတာ one ဆိုတာမနက်ပိုင်းလိုနေ့ကပိုင်းလိုညနေပိုင်းလိုဖြစ်လို့လဲရတယ်နေ့တွေလဲဖြစ်နိုင်တယ်လလဲဖြစ်နိုင်တယ်နှစ်လောင်နှစ်တောင်ဖြစ်နိုင်တယ်အဲ့တော့ဟိုဘာ general time လို့ခေါ်တယ်ရေပုံကအချိန်ဆိုရင် one နဲ့မေးပြီးတော့ specific time လို့ခေါ်တယ်တိကျတဲ့အချိန်ဆိုရင် what time နဲ့မေးပါ one ပြီးရင်ဗာဆက်လုပ်မလဲဘာလဲကလို့ပဲ do test ထုတ်မယ်ပေါ့အဲ့တော့ do test ထုတ်မယ်ဆိုတော့ ကြည့်လိုက်သူအဆက်ပြတ်ကုန်ကြည့်တော့သူမဟာတယောက်แท้တယောက်แท้ဆိုတော့ဒူးမသုံးပါပဲသုံးမယ်ဆိုရင် dash ပဲသုံးပါပေါ့အဲ့တော့ one dash dash ပြီးမှလာမယ် subject ဆိုတော့ she ပြီးရင် verb လာမယ်ဆိုတော့ verb ကလာတယ်ဆိုတော့ come ပြီးတော့ထုံးစံအတိုင်းပဲ object ပြီးပြီးဆိုရင် place နေရာဘာလာလိုက်ကြည့် d ကိုအာနေရာပဲဒီနေရာကိုဆိုရင်အဲ့လိုဘယ်လိုခေါ်လဲဆိုရင် here လို့ခေါ်တယ်เนาะ here okay အားလုံးပဲအဆင်ပြေကြလား အမားယွင်းလေးတော့ရှိမှာပေါ့။ဘာဖြစ်ဆိုတာလေးလာကစားလို့ဆိုရင်အမားယွင်းလေးတွေရှိတယ်။အဲနည်းနည်းဘောနော်အင်္ဂလိပ်စာအခြေခံလေးနည်းရှိရလို့ဆိုလို့ရှိရင်လည်းပို့ပြီးတော့မတိတိနာကြီးထပ်တိသွားမယ်လို့လည်းကျွန်တော်မျှော်လင့်နေပေါ့နော်။ပြီးတော့ပြန်လဲစနေစကြပြန်ပြီးတော့တင်ကြားပေးတတ်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်။ကဲဆက်ပြီးတော့လေးလာပါနော်။ဒေးသက်တိပြီးရင်တော့တကယ်အုံညစ်ကျင်းနေပါပါ။တေချာလေးလေးလာမယ်ဆိုရင်ပေါ့နော်။ဖိုက်တယ်မှာ။